မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဝါလာ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့မှာအကြမ်းဖက်စစ်တပ်ကကျင်းပရန်ပြင်ဆင်နေတဲ့တပိတ်မျောပွဲကို SGDF အဖွဲ့ကနှစ်ရက်ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများပွဲတော်ကိုလာရောက်ချင်းမပြုတ်လို့ရန်အတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ14ရက်နေ့နဲ့15ရက်နေ့တွေမှာဒဝယ်မြို့ကန်နာလမ်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကကျင်းပရန်ပြင်ဆင်နေတဲ့တပိတ်မျောပွဲနေရာကို Sky Ghost Drone Force အဖွဲ့က နှစ်ရက်ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုဟာမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစတင်ချိန်ချောက်တိုက်ခိုက်ခြင်းဖြစ်ပြီးတော့ထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်ဒါအပြင်ပြည်သူများအနေနဲ့တော်လိုင်းတောက်ဖွဲ့များရဲ့ထုတ်ပြန်ချက်များကိုလိုက်နာစည်းလိုကြောင်းနဲ့ပွဲတော်ကိုလာရောက်ချက်မပြုတ်လို့ရန် Sky Ghost Drone Force အဖွဲ့ကအတိပေးပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရုရှားကနေရရှိထားတဲ့လေကြောင်းနည်းပညာကိုအသုံးပြုခဲ့ပြီးဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်1တပ်ရင်းခေါ် T1 ရဲ့လက်ရုံး drone တပ်ဖြစ်တဲ့ Sky Ghost Drone Force က ရဲဘော်ဖြောင်းအိုးကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒဝဲမျိုးအတွင်းမှာရှိတဲ့ဒဝဲလူမျိုးများရဲ့ရိုးရာကိုထိခိုက်နေနာစေလိုခြင်းမရှိကြောင်းပြောဆိုထားပါတယ်။အာနာသိန်းစစ်ကောင်စီရဲ့ဥဆောင်မှုနဲ့ပြုလုပ်တဲ့ပွဲတပင်တိုင်းကိုဒဝဲသူဒဝဲသားများအနေနဲ့တွာလာခြင်းမပြုလုပ်ရန်လေးလေးနက်နက်တောင်းဆိုအပ်ပါတယ်လို့ Sky Ghost Drone Force အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေသာရှိမြို့နယ်စစ်ကောင်စီရဲ့604ဒုံးတက်ရင်းကိုတရားခွန်ကောင်းမှရှော့တိုက်တုံး၃လုံးနဲ့တိုက်ခတ်ခဲ့ရာစစ်တပ်အရာရှိလိုင်းကန်းနဲ့လက်နက်တိုက်ထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ13ရက်နေ့ည7:00နာရီအချိန်မှာရေသာရှိဒုံးတက်ရင်း604ကိုရှော့တိုက်တုံး၃လုံးနဲ့တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အရာရှိလိုင်းကန်းနဲ့လက်နက်တိုက်ထိမှန်ခဲ့တော့လဲအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့၎င်းကပြောပါရတယ်။စစ်ခွဲအရာရှိလိုင်းကန်းနဲ့လက်နက်တိုက် ထိခိုက်မှုရှိတယ်ဆိုတာသိရပေမဲ့အသေးစိတ်တော့မသိရသေးပါဘူးခမားလို့၎င်းက宣ပြထားပါတယ်အဲ့ဒီစစ်စင်ရေးမစ်ရှင်ကို Shadow SAF ရဲ့ကုညီမှုနဲ့စစ်တောင်းမြေဝမ်းရေတာရှိစစ်စင်ရေးအဖွဲ့နေပြည်တော် PDF စစ်ကြောင်းတပ်ရင်း900တက်တပ်ရင်း3939တက်လူပေါင်းတက်တပ်ဖွဲ့စစ်တောင်းမျိုးပြပျောက်ကြားနေပြည်တော်တို့ကပူးပေါင်းပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမားလို့ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်မြို့နယ်ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဓာတ်ထုတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မနက်ကဖြစ်ပွားခဲ့တဲ့အခင်းဖြစ်စဉ်အရာကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးစိုးတန်းကိုအဲ့ဒီရပ်ကွက်မှာနေတဲ့ထွန်းထွန်းလက်ဆိုသူကဓာတ်နဲ့ထိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သိရတဲ့လောက်ကတော့ထွန်းထွန်းလက်ကမူးနေတဲ့အချိန်စိုးတန်းကအာနာသွားပြတာ ဟိုကအဲ့ဒါနဲ့ဓာတ်နဲ့အသေးထိုးတာဒီမှာမသေးဘူးအင်းစိန်ဆေးကိုရောက်မှသေးတာလို့အင်းစိန်မြို့နယ်မှာနေထိုင်သူတူကပြောပြထားပါတယ်သေဆုံးသူစိုးတန်းဟာဝမ်ပိုက်ညာဘက်ထိုးသွင်းဒဏ်ရာများနဲ့ညာဘက်လက်ကောက်ဝက်ပြက်ရှာဒဏ်ရာများရရှိခဲ့ကြောင်းအင်းစိန်မြို့နယ်ရဲစခန်းရဲ့အမှုစစ်ချက်မှာဖော်ပြထားပါတယ်ဓာတ်နဲ့ထိုးထားတဲ့ထွန်းထွန်းလက်ကိုဖမ်းဆီးရတဲ့အတွက်ပိတ်ဆို့ရှာဖွေနေတယ်လို့လည်းသိရပါတယ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့အပါအဝင်အခြားမြို့နယ်များမှာရက်ွက်အုပ်ချုပ်ရေးမှုဆိုသူများနဲ့၎င်းရဲ့နောက်လိုက်များဟာပြည်သူလူထုအပေါ်အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုများကျူးလွန်နေတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်တော်သားများဖြစ်တဲ့ရက်ွက်အုပ်ချုပ်ရေးမှုများကိုမြို့ပြပျောက်ကြားအဖွဲ့များကပြစ်ခတ်ရှင်းလင်းသတိပေးမှုများရှိနေကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မြင်းချင်းပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ရာ စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ15ရက်နေ့ညနေ6နာရီခန့်ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့မြင်းချင်းပြူစောထီရွာကိုတော်လိုင်းတပ်ဖွဲ့များကစတင်တိုက်ခတ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့အချိန်ရွှေဘုံမြို့နယ် PDO drone အဖွဲ့နဲ့ Facewing drone အဖွဲ့တို့ကမြင်းချင်းပြူစောထီရွာကိုစစ်ကူသွားရန်ဇီးကုန်းလေးပြူစောထီရွာအတွင်းကိုရောက်ရှိနေတဲ့ ပယံပြူစောတိရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံသီးများအဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်ကူလာရောက်နိုင်ခြင်းမရှိတော့ဘဲငင်းချင်းရွာထိပ်ကနေပြီးတော့လက်နက်ကြီးများနဲ့တော်လိုင်းရဲဘော်များကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မြင်းချင်းပြူစောတိရွာကိုရောက်ရှိနေတဲ့တော်လိုင်းရဲဘော်များဟာမီတာ90ဝန်းကျင်ကအကွာကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ထိတ်တိုက်ရင်ဆိုင်ထိတွေ့တိုက်ပွဲတနအီကျော်ဖြစ်ပွားခဲ့ကြ စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးလက်နက်ငယ်များထိမှန်ခဲ့တဲ့တော်လိုင်းရဲဘော်5ဦးကိုလည်းနယ်မြေခံများနဲ့ချိတ်ဆက်ပြီးတော့အချိန်မီကယ်ထုတ်နိုင်ခဲ့ပြီးစေကူတောင်းမှုပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်တပ်စခန်းကိုတိမ့်ပတ်ရန်စူးစမ်းနေတဲ့အချိန်နောက်ဆုံးဘန်ကာအရောက်မှာရွှေဘုံမျိုးတွင်းကအကြမ်းဖက်စစ်တပ်နဲ့ပယံရွာကပြူစောတိများမြင်းချင်းရွာကိုစစ်ကူရောက်ရှိလာတဲ့အတွက်ကြောင့် တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းကပြန်လည်ဆုတ်ခွာလာတဲ့တော်လိုင်းရဲဘော်များလုံခြုံစိတ်ချရတဲ့နေရာအရောက်မှာအသည့်ပြင်ဆင်ထားတဲ့ drone အဖွဲ့များကမြင်းချင်းပြူစောတိရွာစစ်တပ်စခန်းဘန်ကားများနဲ့ကင်းယူထားတဲ့နေရာများကိုအချိန်ချင်းအဆက်မပြတ် drone ပုံသီးများကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်မြို့နယ်ပကဖရဲ့ဦးဆောင်ကိုကဲမှုနဲ့မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့မြို့နယ် PDO drone အဖွဲ့တိုက်နယ်နှစ်ပကဖတိုက်နယ်၃ပကဖတိုက်နယ်၅ပကဖဒီပဲရင်ပကဖညောင်ဦးပကဖ ဂလုံးကြီး face wing drone အဖွဲ့အာမန် face wing drone အဖွဲ့ IC face wing drone အဖွဲ့ဘလူးညင်တောင် face wing drone အဖွဲ့နဲ့နေမြေကပကဖများကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တည်ရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကားတစီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ14ရက်နေ့မွန်လွယ်တနင်္ဂနွေအချိန်မှာပကံမြို့တည်ရဲစခန်းကနေတောင်ဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ 4W ကားတစီးကိုဂံကောကြီးပါတောင်ဘက်အရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုကတော့စုံစမ်းနေလဲဖြစ်တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဂံကောကြီးပါတောင်ဘက်အရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ကံတောင်ဘက်မှာရောပကံမြို့တက်မှာရောသကောင်းစီးအားကောင်းကောင်းနဲ့ကောက်နေတာဆိုတော့ဒီကောင်းလေးကျွန်လာမှာကိုလည်းသိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲဘော်တွေကကင်းထောက်လိုက်ဆောင်းလိုက်လုံနေရတာပြည်သူတွေကလည်းသတင်းပေးမှုကအားနည်းတယ်စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေဖြစ်တော့ကြောက်တာလဲပါမှာပေါ့အဲ့ဒီနေ့ကပကံဘလူးအဖွဲ့ကလည်းအုတ်ကြီးကိုဝင်ရှင်းသွားတဲ့အချိန်မှာတနေတဲ့တစ်ချိန်တည်းဖြစ်သွားတာမိုင်းဆွဲပြီးတော့ပြန်ပစ်တာတွေရှိတယ်ထိခိုက်မှုကတော့မသိရသေးဘူးလို့21ပကံ people defense force အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ညောင်ဦးခရိုင်ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့ ်တရင်ကျုပ်ကာလမှာအကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်များစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်ကောင်စီရင်တန်းများနဲ့နီးကပ်စွာနေထိုင်ခြင်းမပြုကြရရင်လိုက်နာမှုမရှိပါကအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့အကျိုးဆက်များကိုလုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့21 Bagan People Defense Force ကပြောဆိုထားပါတယ်။ဒါ့အပြင်အော်တိုဘာလ14ရက်နေ့ကလည်းမနက်09:38မိနစ်အချိန်မှာ Bagan မြို့တဲ့အနော်ရထားရက်ကွက်ဒကောင်စင်းကောက်ခံနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူး စော်လီခေါ်နိုင်နိုင်ထွန်းကိုပကံပြီဘလူးတပ်ဖွဲ့ကပြစ်ခတ်ရှင်းလေရနေရမာတွင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗါးလာမဲ့တရင်ကြုံကာလာမှာပကံကိုအပန်းချေခီးထွက်လာမှုများရှောင်ကျဉ်ကြရန်မလိုက်နာပါကအပန်းဖြေထွက်လာသူများရဲ့အပြစ်သားဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်တတိုင်းပြည်လုံးဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာမစ်ရှင်များလှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ပျော်ပါနေသူများကိုတတိပေးလို့ကြောင်းပကံပြီးဘလူးတပ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ် ပကန်းဆိုတာရေဝော်စီတွေအပန်းဖြေတဲ့နေရာမဟုတ်ပါဘူးတတိုင်းကြီးလုံးဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာပကန်းမှာလာပြီးတော့ပျော်ပါးနေကြတာဟာမြင်လို့တောင်မကောင်းပါဘူးတရင်ကျော်ကာလာအတွင်းမှာပကန်းမှာလာပြီးတော့အပန်းဖြေအပျော်ခရီးလာတဲ့သူတွေအနေနဲ့စစ်ကောင်စီရင်နှန်းများနဲ့အဝေးဆုံးမှာနေပေးကြပါဒလန်တွေပိုင်ဆိုင်တဲ့ဟိုတယ်နဲ့စားတောက်ဆိုင်တွေမှာမနေကြနဲ့မစားတောက်ကြပါနဲ့တတိပေးလိုက်ပါတယ်မလိုက်နိုင်ရင်လူကြီးမင်းတို့အပြစ်သာဖြစ်ပါလိမ့်မယ်လို့ပကန်းပြည်ဘလူးတက်ကတာဝန်ရှိသူကတရားဝင်အသိပေးထားပါတယ်ဒါပေမဲ့ ်တရင်ကျိုကာလပကံမှာလာရောက်လဲပတ်သူများများပြားပြီးတော့ဟိုတယ်များအပြည့်ဖြစ်နေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းဂံကောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့လာဘို့ရွာနဲ့ဘော်ပြင်းရွာကိုအချမ်းပတ်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်နှစ်ဦးသေဆုံးပြီး၁၇ဦးထိခိုက်ဒဏ်ရာရရှိက လူနေအိမ်30ဝန်းကျင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ14ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်ကမှအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့လာပို့ရွာနဲ့ဗော်ပြင်းရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ PDF ရဲဘော်နှစ်ဦးကြာဆုံးက ြည်သူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ညနေ၃နာရီလောက်မှာလာဘုတ်ရွာကိုအရင်ကျဲချတာနောက်၁၀မိနစ်ဝင်းကျင်လောက်မှာဗော်ပြင်းကိုကျဲတယ်။ဗော်ပြင်းရွာကိုကြတော့ rocket တွေနဲ့ရောထုသွားတယ်။ဗော်ပြင်းရွာက PDF နှစ်ဦးကျသွားတယ်လို့ဒေသနေပြည်သူတို့ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်တဲ့အချိန်မှာဘာတိုက်ပွဲမှမရှိဘဲအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဗော်ပြင်းရွာကဒေသခံကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လေတပ်ဆိုင်ရာအဖွဲ့အစည်းကသတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဗော်ပြင်းရွာကအမျိုးသားတအူးအမျိုးသမီး6ဦးနဲ့ကလေးနှအူးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကံကောင်းမြို့နယ်မြောင်ပိုင်းလာဘုတ်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုအတွဲမှာအမျိုးသား2ဦးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာအနိုင်ငယ်ပြင်းထန်တယ်လို့သိရပါဗျ။ဒီနေရာကကလေးတွေစော်ကစားတဲ့နေရာနဲ့နီးတယ်။ကံကောင်းလို့ကလေးတွေမထိပေမဲ့လန့်သွားကြတာမျိုးတွေရှိတယ်။စိတ်ပိုင်းဆိုင်ရာထိတ်လန့်တော့နေမကောင်းဖြစ်တဲ့ကလေးတွေလည်းရှိတယ်။လာဘုတ်ရွာကဒဏ်ရာရတဲ့အရေးအတွက်ကိုက စေကန်းကိုလာပြတဲ့အရေးအတွက်နဲ့သိရတာတခြားအသေးစားထိခိုက်မှုတွေရှိအောင်မယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီကဂံကောမြို့နယ်မြောက်ပိုင်းဗော်ပြင်းရွာကိုဘုံငါလုံးလာဖို့ရွာကိုဘုံနှလုံးကျဲချရမှာလူနေအိမ်အဆောက်အဦအလုံး30နီးပါးပျက်စီးသွားပြီးတော့အိမ်မွေးတရိတ်ဆန်များလည်းထိခိုက်မှုရှိတယ်လို့သိရပါတယ်စစ်ကောင်စီက န်ဂောခရာရောဒေတာကိုလေချောင်းကနေတိုက်ခိုက်မယ်ဆိုတဲ့သတင်းများပြန့်နှံ့လာပြီးတဲ့နောက်အော်တိုဘာလကစတင်ပြီးတော့လေချောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်နေ့ကလည်းလေချောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့်ပြည်သူ၈ဦးသေဆုံးပြီး16ဦးထဲမှနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဂန်ဂောမြို့နယ်မြောင်ပိုင်းရေရှင်မရွာတောင်ပတ် ဖျားရည်မြင်တော့ဝင်းကျင်ကိုအော်တိုဘလ9ရက်နေ့မွန်လွယ်7နာရီ30မိနစ်ခန့်မှာဘုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်43နှစ်အရွယ်အမျိုးသားတအုပ်တေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့မှာ ထီလင်းမြို့နယ်ကျင်းမြောက်ရွာကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လူနေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီကဘုံလေးလုံးကျဲချခဲ့ပြီးတော့သုံးလုံးပောက်ကွဲခဲ့တဲ့အတွက်ကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ကျင်းမြောက်ရွာဆိုင်ကယ်ပြင်ဆိုင်ကအမျိုးသား၄ဦးပွဲချပြီးသေဆုံးခဲ့ပြီးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးတအုပ်လည်းထပ်မံသေဆုံးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ကျင်းရွာမှာလည်းထိခိုက်ဒဏ်ရာရရှိသူများရှိပြီး၂ဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့ဒေသခံသတင်းအကြီးအမြစ်များထံကသိရပါဗျ။ အောက်တိုဘာလ9ရက်နေ့မနက်10:00နာရီဝန်းကျင်ကလည်းရောဒေတာစောမြို့နယ်ကြောက်ထုမြို့အနီးမှာရှိတဲ့ပန်းဆန်ကြီးရွာကိုကြောက်ထုအမြောက်ဘက်ကလက်နက်ကြီး drone တွေနဲ့တိုက်ခတ်ခြင်းကြောင့်အမျိုးသမီး2ဦးသေဆုံးပြီးအရသာပြည်သူ14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဂံကောခရိုင်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခတ်မှုသတင်းများကြောင့်ကြီးရွာနေပြည်သူအများစုဟာကြီးရွာများကနေပြီးတော့တိမ်းရှောင်နေရပြီးတက်ကြီးရွယ်ဦးများနဲ့နှလုံးအားနေတဲ့သူတွေစိတ်ဖိစီးမှုဒဏ်များကိုခံစားနေရကကြမ်းပါရေးထိခိုက်မှုများလည်းရှိနေတယ်လို့ စေဘေးဆောင်အရေးကူညီပေးနေသူတအုပ်ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ